စ်ကောင်စီတပ်ဟာလောင်လုံးမြို့နယ်မင်းရဲရွာဘက်ကိုခြေလျင်စစ်ကြောင်းထိုးနေတဲ့အပြင်ဒိုဝဲမြို့ပေါ်ကလည်းလက်နက်ကြီးနဲ့စစ်တိုက်ပစ်နေတယ်လို့ဒေသခံတွေကပြောပါဗျ။ဒီနေ့ဧပြီလ17ရက်နေ့မနက်6နာရီလောက်မှာမင်းရဲရွာဘက်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတာပါ။မနက်9နာရီလောက်ကနေ17နာရီလောက်အထိဒိုဝဲမြို့ပေါ်ကနေအမြောက်တပ်ကလက်နက်ကြီးနဲ့ခုနှစ်ကြိမ်လောက်ပစ်ခတ်ပြီးဝီဒီအင်းဆောင်ရွာဟောင်းဝရွာနာမှာတိုက်ရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။ ဒါအပြင်မင်းရဲ့ရွာမြင့်သုံးမြင့်ဖယားနာကရောဘတ်တော့ထဲမှာရောဘတ်ချစ်နေတဲ့ယိုဟန်ဝါရာသားအသက်20ကျော်အရွယ်လူငယ်တဦးကိုလည်းစစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာဒဝဲမျိုးဘက်ကနေလက်နက်ကြီးနဲ့ပစ်နေတဲ့အပြင်ဒရုန်းသုံးပြီးလည်းဘုံချတိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။လက်နဲ့ကြီးကြီးတွေကြာရောက်ပောက်ကွဲနေတဲ့ရွာတွေကဒေသခံတချို့ဟာလည်းဘေးလွတ်ရာပြောင်းရှိနေကြရပါဗျ။ ဧပြီလ10ရက်နေ့ကဒိုဝယ်မြို့ကျဆားပြင်ရပ်ကွက်အကောက်ခွန်ဦးစီးဌာနဖက်ချမ်းမှာပြစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကလမ်းလုံးမြို့နယ်ဖက်ကိုဦးတည်စစ်ကြောင်းထိုးနေတာပါ။